မင်းသားဝဲနဲ့ဘီမားတို့ဟာအရင်ကတိတ်တိတ်ပုံချစ်ခဲ့ကြတာဖြစ်ပြီးသူတို့နှစ်ယောက်အရင်ကသာဝရချစ်မြတ်နိုးပါမယ်လို့တိစဆုခဲ့ကြတာတွေကိုတွေးကဝန်နေနေတော့လက်စုပ်ကအယောင်နှင်းလာခဲ့ပြီးမင်းသားဝဲကရောက်လာခဲ့တာကြောင့်ဘီမားလည်းအန်ဟောနေခဲ့ကမင်းသားဝဲကတိတ်တော့မဟုတ်ပဲတတိပြဖို့လက်စုပ်ကိုထုတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ရဲ့စကားဝဲကိုပြောလိုက်တာကြောင့်ဘီမားလည်းအပြေးတော့ဖတ်လိုက်ကမင်းသားဝဲကတူနေတူလိုက်ခဲ့ဖို့ပြောပြီးဘီမားကမင်းသားဝဲရဲ့တိုင်းပြည်ကိုတောင်းရင်တက်ခန့်ရမှတိတာကြောင့်ရင်းပြီးမယ်မင်းသားဝဲကအနမ်းနဲ့ချူလိုက်တာကြောင့်ဘီမားလည်းတကောက်ပါတော့ခဲ့ရပါတော့တယ်တစ်ဖက်မှလည်းတနေ မမကဘီယင်မာကြီးကိုရေကန်ကြီးတစ်ခုစီကိုခေါ်တော်မှန်တီးရပြီးလူစီနဲ့ဆိုင်တို့ကလည်းအနောက်ကလိုက်ဖို့လင်းမိုတက်လိုက်ပြီးအပေါ်မတက်ခင်နိုင်ရင်ကိုပါကျုံတော့ခဲ့ကဆရာပြောင်ကြီးကတော့အစိမ့်ပိုင်းတချို့ကကြံခဲ့သေးတာကြောင့်အဆင်ပြေပါမလားလို့သူနေခဲ့ပါတယ်ဒီလိုနဲ့လူစီလည်းအရင်နေ့ကနန်းတို့မှာမော်လက်ဆွတ်တကွင်ပြောတော့ကြောင်းနဲ့အဲလက်ဆွတ်နဲ့တီလူကိုထိန်ချုပ်လို့ရနိုင်ကြောင်းပြောလိုက်ပြီးဆိုင်တို့ကလည်းလင်းကိုတဖို့ဖို့မောင်းနေခဲ့ကတဖက်မှာတော့မင်သာဝဲကဘီယင်မာရေကျုံနေတာကိုချောင်းကြည့်နေခဲ့ပြီးမိတော်တဲ့အချိန်မှာတော့ဒီကန်ဆောင်နဲ့ကလာရောက်ကြကိုထင်ပြတဲ့ထင်တော်တာပဲလို့လေပြောလိုက်ပါတယ်အဲ့လိုနဲ့ဘီယင်မာနိုးလာချိန်မင်သာဝဲစေရင်ဝင် င်ထဲမှာရောက်နေပြီဘေဒေါ်တော်လိုက်ဖို့တင်းပြင်တာကတနက်မမတို့အနောက်ကလိုက်နေတာမြင်တာကြောင့်မင်းသားဝဲစ်ကတာဖို့လုပ်ပြီးတနက်မမတပ်ဖွဲ့ကတနက်နဲ့ပြစ်ဖို့လုပ်ချိန်မင်းသားဝဲစ်ကတာလိုက်တာကြောင့်ဘီယမလည်းသူလောင်းငယ်သားတွေလို့ပြောပေမဲ့မင်းသားဝဲစ်ကသူတို့နှစ်ယောက်ကြဘယ်နောက်ရှက်စရာဘူးဆိုကဘီယမကိုလည်းသူတို့နှစ်ယောက်တဆဆုပ်ခဲ့တဲ့အတိုင်းလုပ်ဖို့ပြောလိုက်ပြီးတစ်ဖက်မှာတော့စိုက်တူနဲ့လူစီကလင်းရင်ပြကြတော့မှဖြစ်တာကြောင့်အခက်တွေ့နေပြီးလူစီကလည်းစိုက်တူကိုအယူလို့អော်ကထူထောင်နေချိန်ငကားမဲတော်နဲ့စားစော့ကြီးတို့ကကူညီပေးလိုက်ကလူစီကလိုဝတ်တော်ဝင်မှုဆမ်လိုက်တော်မှုပြောနေချိန်အောက်ကမင်းသားဝဲစုကိုတွေ့တော့ပြီးစ တ်တူကလည်းတီဗီသားလူကအတက်ရှင်နေဒေတာကိုမြင်ကတက်ပြန့်ရှင်စီတဲ့လက်စွပ်ကြောင့်မှဒီတော့ခဲပါတယ်ထွက်ပြေးဖို့လုံနေတော့ငကားမဲတော်တို့ကပါဝင်ထားလိုက်ကဘီယံမောက်ကိုပြန်လာဖို့ခေါ်ပေမဲ့မင်းသားဝဲစနားမှာပဲကတ်နေပြီစိုက်တူကလက်စွပ်ကြောင့်ပြန်ရှင်လာလားလို့မေးတော့မင်းသားဝဲစဲမတိတလူဟန်ဆောင်ကအဲ့လက်စွပ်ကတီဗီသားလူကိုပြန်တက်တွင်းနိုင်တာကြောင့်ကြောက်ရွံ့ကောင်းတာပေါ်လို့ပြောကဘီယံမောက်ကလည်းမင်းသားဝဲစကိုကကွယ်ပေးနေတာကြောင့်ငကားမဲတော်ကပြောနေလေအပူပဲစုကစားတိုက်ပြီမဲ့မင်းသားဝဲစကဘမောင်းမဖြစ်တော့ပဲငကားမဲတော်နဲ့ဆော့ဆော့ကြီးတို့ပေါင်တိုက်တာကိုလည်းအตาလေးကလိုက်ပြီးပြန်တိုက်ခိုက်ချင်းလွှဲတော်ခဲ့ပါတယ်အဲ့ဒီနောက်မှာ တော်ဘီယင်မာလေဇွန်လုံကန်းနေကသူတို့နှစ်ယောက်ကထာဝရချစ်ကြမှဖြစ်ကြောင်းပြောပြီးလူစီကိုလည်းသူ့လိုနှစ်နှစ်ကကမချစ်ဘူးတာကြောင့်ဘာမှနားမလည်ဘူးဆိုပြီးလူစီကိုသူတို့လမ်းမမပိတ်ဖို့အမိန်ပေးလိုက်ကဆက်တူကလည်းဘလို့မှပြောမရဖြစ်နေတာကြောင့်ဓာတ်ကိုထုတ်လိုက်ပြီးမင်းသားဝဲစ်ကိုတိုက်ခိုက်ဖို့လှုပ်ချင်ဘီယင်မာကဝင်တာစီးနေကဘီယင်မာနဲ့မင်းသားဝဲစ်ကိုပေါင်တိုက်ချင်ကြီမာတဲ့မော်စုံအားထွက်လာပြီးလူစီကလည်းနန်ဆာအုပ်ကစကလုံးလေးပေါ်လာတာကြောင့်အုံပြူဖို့မနဲ့ရွတ်နေကဆက်တူကတောက်ခွန်ထားပြီးလူစီမန်နဲ့ယူပြီးသွားချင်မင်းသားဝဲစ်ကိုတစ်ချက်တည်းအဆုံးတက်လိုက်နိုင်ပြီးဘီယင်မာလည်းယဉ်ကျိုးနေကနောက်ဆုံးအနေနဲ့မင်းသားဝဲစ်ကတကယ်အတိအစိတ်ပြောင်းဝင်လာခဲ့ပြီးခုနက လူကတူမဟုတ်တာကြောင့်သူ့ကိုမေးပြလိုက်ဖို့နဲ့အတင်းရှာဖို့ပြောလိုက်ကခိုးရင်ကတိဆောက်စုခွဲတာကိုလည်းမတီးနိုင်တော့ဘူးလို့ပြောရင်တည်တော့ပါတော့တယ်အဲ့လိုနဲ့ဘီရင်မာလည်းကြည်ခွင်းနစ်ခဲ့ပြီးမင်းသားကိုပေးထားတဲ့ဂတိကိုပြန်တွေးနေရင်အပစုတ်တူလေးကတော့ပြီးဆုံးတော့ခဲ့ပါတယ်ဗျာ